အလိုအလိုမင်္ဂလာပါကျွန်တော်တို့ Steep Park Channel ကပြီးကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့တော့ကျွန်တော်တို့နေ့စဉ်နဲ့များစားနေရဲ့အသားစားတွေဟာပတ်သက်ထင်းမှာဝါးပြီးနောက်ပိုင်းကိုဘာတွေဆက်ပြစ်လဲလူစားလိုက်တဲ့စားရည်တစ်စက်ခန္ဓာကိုယ်ကြီးအတွက်လိုအပ်တဲ့ Brain အင်းတွေအာဟာရတွေကိုဘယ်လိုမျိုးတုံ့ပြန်နေထုတ်ယူလဲပြီးအတုံးမလို့ရတဲ့ပစ္စည်းတွေကိုမစင်ဖြစ်ဘယ်လိုမျိုးပြောင်းလဲပြီးတော့ဘယ်လိုမျိုးဆုံးပြစ်လဲစားရည်နဲ့ပတ်သက်လို့ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကြီးရဲ့အစာချေလမ်းကြောင်းစနစ်ကြီးပါဆိုလို့ရှိရင်ရှုပ်ခိပြီးတော့အောင်စရာကောင်းတဲ့စနစ်ကြီးတစ်ခုပဲဖြစ်တယ် ပထမဦးပဲကျွန်တော်တို့စားလိုက်တဲ့စားကြီးကဘသက်သေးရောက်တာ ਨੇ ဒီတွားတွေရနေပြီးတော့တူပူပူလေးဖြစ်အောင်ချိန်ချိန်ပြလိုက်တယ်သူရှင်ရင်ဒီ3ရဲမှာရှိတဲ့အမိုင်းကြီးကိုအန်ဆိုင်ရှိတယ်ပေါ့နော်သူကနေပြီးတော့စပြီးတော့ဒီကစီချက်တွေကိုစတင်ချိန်ခဲ့ပြလိုက်တယ်ချိန်ချိန်ထားပြီးသားအစာတိ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 လေးတွေကိုအဲဒီရှာနေပြီးတော့လုံးပြီးတော့နောက်ဖက်မှာရှိတဲ့ currents ကိုခေါ်တယ်လေချောင်းလေးကိုပို့ဆောင်ပြလိုက်တယ်ဒီလေချောင်းကိုဖြတ်ပြီးရောက်လာတဲ့အစာတွေကို e configures လို့ခေါ်တဲ့အစာရည်မျိုးကနေတစ်စင့် အစအတိုင်းဒီကိုရအောင်ပို့ဆောင်ပေးတယ်။ဒီ topic ကဆိုတာကဒီလေချောင်းနဲ့အစာရင်တွေကိုဆက်ဆက်ပြီးထားတဲ့ကြက်သားပြုံကြီးတစ်ခုပဲဖြစ်ဖြစ်သူထဲကိုရောက်လာတဲ့အစာတွေကိုဒါကြီးမျိုးကြက်သားတွေကနေပြီးတော့ကျုံလိုက်ဆန်းလိုက်လိုချင်တာဖြစ်ဒီအစာတွေကိုအစာရင်တွေရအောင်ပို့ဆောင်ပေးတာပဲဖြစ်တယ်။ဒီဖြစ်စဉ်ကို peristalsis လို့လည်းခေါ်တယ်။ဒီအစာစာတွေကအစာရင်တွေကိုရောက်ရှိလာတဲ့အခါမှာတော့ဒီအစာရင်ကြက်သားနိုင်ငံတွေကနေပြီးတော့အဲတိတ်ချီပလိုက်တယ်ပေါ့နော်။ဘာလို့ရှိရင်ဒီတိုင်ထဲမှာရှိတဲ့အစာချီ hydrochloric acid အစာချေ acidity ကိုချာအစာချေရဲ့ enzyme တွေနဲ့ကြောပြီးတော့ chyme လို့ခေါ်တဲ့တံပြုတ်အရေးကြီးတဲ့သဘောမျိုးအဖြစ်ပုံစံပြောင်းပြလိုက်တော့ပေါ့လေဒီ peptin လို့ခေါ်တဲ့ဒီအစာချေ enzyme ညာမျိုးတစ်ခုစာရဲမှာရှိတဲ့ protein တက်တွေကိုစတင်ဖြုတ်ခွဲပြလိုက်တယ်ဒီဖြစ်စဉ်အားဆိုလို့ရှိရင်အနာရီပိုင်းဟိချာလေးပြပြီးဒီလိုအစာရင်ကနေပြီးတော့အစာတွေကိုခြေဖြတ်ပြလိုက်ခြင်းအဖြစ်ဒီအစာအဟာရတွေကိုဆက်သွားမဲ့ဒီဦးလန်းကျောင်းနေပြီးတော့ protein တွေကိုဆောက်ယူနိုင်မှာပဲဖြစ်တယ် အစာရင်ကချေပြုတ်ပြလိုက်တဲ့ဒီအစာကြီးတွေကတို့ရှင်နေဒီ small intestine လို့ခေါ်တဲ့ဥသိမ်းဖီကိုဥစွာရောက်ရှိလာမှာပဲဖြစ်တယ်ဒီဥဥသိမ်းညာဆိုလို့ရှင်ရင်အစာချေခြင်းနဲ့အဟာရဆိုလို့ရှင်ဖြစ်တင်ဒီအဓိကဖြစ်တဲ့နေရာပဲဖြစ်တယ်သူကဆိုလို့ရှင်အဲ6မီတာလောက်ရှိတယ်လို့လည်းဆိုတယ်သူ့မှာအေးပိုင်း3ခုပါတယ်ဥသိမ်းမှာဆိုလို့ရှင် jewelry နဲ့ jewelry နဲ့ EBN လို့ခေါ်တဲ့အေးပိုင်း3ခုပါတယ် small intestine ဥသိမ်းထဲမှာအစာတွေချေပြုတ်ခြင်းဆိုယူခြင်းစတဲ့နေရာမှာကုညီပြီးတဲ့အခြား ကိုရင်းအင်္ဂါလေးလည်းရှိရယ်ပထမတစ်ခုကတော့အသေးပေါ့လေအဲအသေးရဆိုလို့ရှိရင် तू ကထုတ်ပေးလိုက်တဲ့ဒေးဒီရေတွေရဆိုလို့ရှိရင်ဒီစားထဲမှာစားလိုက်တဲ့အခါတိုင်းမှာပါတဲ့အကြည်လေးကိုခြေဖြတ်ပြီးတယ်နောက်တစ်ခုကတော့ pancreas ဆိုခေါ်တဲ့မုတ်ထုတ်ရေးပေါ့နော် तू ကထုတ်ပေးတဲ့အစာချေ enzyme တွေဆိုလို့ရှိရင်အတိုင်းကနေပါလာတဲ့ acid တွေကိုတက်ပြေတွေအောင်ပြုလုပ်ပေးတယ်နောက်တခြားသောဒီအစာတွေ fat တို့ protein တို့ carbohydrate တို့ခြားတဲ့ဟာတွေကိုခြေဖြတ်ပြီးတယ် ဦးသိန်းရင်းမှာထပ်ဖြင့်ခြေဖျက်ပြီးသားအသာအဟားတွေကိုမှဦးအတွင်းပိုင်းနိုင်ငံမှာရှိတဲ့ပလိုင်လို့ခေါ်တဲ့နိုင်ငံလေးပြန်နေတဲ့ဖြင့်အဟားတွေကိုသူရောတဲ့ရောက်အောင်ဆုပ်ယူပေးတယ်။ဦးသိန်းရင်းမှာဆုပ်ယူပြီးကြံတဲ့ဘားစာတွေဆိုလို့ရှိရင်ဒီ less interesting ကိုလုံလို့ခေါ်တဲ့ဒီဦးမာကြီးတွေကိုချောက်လာတယ်ဗောလေ။အဲဒီအစာရီရဲမှာရေနဲ့တက်စားကိုဦးမာကြီးကအဓိကထုတ်ယူတယ်။ဒီကိုလုံလို့ခေါ်တဲ့ဦးမာကြီးကဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကိုအကျိုးပြုတဲ့မိတ်ဖြေပက်တီးရီးယားလေးတွေနေထိုင်တဲ့နေရာလေးဖြစ်တယ်။သူတို့ကဒီ အစာချေစုယူတဲ့နေရာမှာလည်းကိုညီလှုပ်ဆောင်ပေးတယ်။နောက်ကျွန်တော်တို့ရဲ့ဦးလန်းချောင်းဆိုင်ရာကျမ်းမာရေးဦးလန်းချောင်းခုခံဆွမ်းအစနစ်ဒါတွေကိုပုံပုံကောင်းမွန်အောင်လည်းကိုညီဆောင်ရွက်ပေးတယ်။ဒီဦးမာကြီးကစုယူပြီးကျန်တဲ့အကျဉ်းချံပြည်ပြည်တွေတို့တော်ဒီမခင်တုံးကြီးအဖြစ်ပြောင်းလဲလိုက်ရပေါ့နော်။ပြင်ဒီမခင်တွေကို return လို့ခေါ်တဲ့အသာဟောင်းအိမ်မှာခိတတူလောင်ထားလိုက်ရပေါ့နော်။ပြီးတော့မှဒီမခင်တွေကို inet လို့ခေါ်တဲ့တို့ဝန်နေတဲ့ခင်ခန္ဓာကိုယ်ပြင်ပအောင်ဆုံးထုတ်ပေးလိုက်တာပဲဖြစ်တယ်။ဒီနည်းလမ်းအဖြစ်ကျွန်တော်တို့ပါဇက်ကစားလိုက်တဲ့အစာတွေရဲ့ ခီးလန်ကောင်းရှိအီအာအဲဒီညမှာအဆုံးသက်သွားတာပဲဖြစ်တယ်ဒီအစာရင်နဲ့ဦးလန်ကျောင်းမှာတော့မပါပေမဲ့အဲဒီစတာတီချင်းကိုကိုကြီးလုဆောင်ပေးတဲ့ကိုရင်းအင်္ဂါကြီးလည်းရှိတယ်ပထမတစ်ခုတော့အသေးပေါ့လေသူကဒီအစီဒီကိုခြေဖြတ်ဖို့အတွက်လိုရတဲ့တဲကြီးတွေကိုထုတ်လုပ်ပေးတယ်အသေးကထုတ်လုပ်ပေးတဲ့တဲကြီးတွေကိုဒီ goblin တာ record တဲ့တဲကြီးအီထဲမှာခေတ္တသွားတော်နှားပြီးတယ်ပြီးတော့ဒီ goblin တာမှာတစ်ဖက်ဒီပူသိမ်းလေးကို ဒီတဲ့ကြီးတွေကိုထုတ်လုပ်ပေးတာပဲဖြစ်တယ်နောက်တစ်ခုကတော့ဒီ pancreas လို့ခေါ်တဲ့မုတ်ချိုအေးပေါ့နော်အဲတို့ကသလို့ရှင်ဒီ SRT line နေပြီးတော့အဲဒီ tweeting တရားတွေကိုထိညင်ပြီးတဲ့ insulin လို့ glucagon လို့စတဲ့ hormone တွေကိုလည်းထုတ်လုပ်ပေးပြီးတော့ဒီအခါချေတဲ့နေရာမှာပောင်ရည်ကွန်ကြီးလှုပ်ဆောင်ပေးတယ်ဒါစိတ်ဝင်စားပေးတာအချက်အလက်တွေဆိုလို့ရှင်ကျွန်တော်တို့ရဲ့ digestive system အစာအစာချေလမ်းကြောင်းစနစ်ကြီးဒါဆိုလို့ရှင်အစာအနေဆုံးထိတော့အတိုင်းလိုက်မယ်ဆိုလို့ရှင်အာ9မီတာလောက်ကြီးတယ်လို့ပြောတယ်ဒါဆိုလို့ရှင်အဲပကားတင်းစားအရှိရှိတယ်ပေါ့နော် ော့ကျွန်တော်တို့ရဲ့အစာအိမ်ညာဆိုလို့ရှိရင်တနေ့ကို start တည်းတည်း2လီတာ၄ပါးဆွန့်ထုတ်ပေးလို့ရှိတယ်။တော့ကျွန်တော်တို့ရဲ့ဥအခွေလိုက်ကြီးညာဆိုလို့ရှိရင်တနေ့ကိုရေအဲ9လီတာလောက်ထိစုပ်ယူပေးနိုင်တယ်လို့ပြောတယ်။ဒါကတော့ကျွန်တော်တို့စားလိုက်တဲ့အစာတွေရဲ့အစာခီးရှည်လမ်းကြောင်းကြီးပဲဖြစ်ပါတယ်။ကြည့်ယူပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကနေပြီးတော့ကြိုးတူဆုံးလေးရရှိခဲ့မယ်ဆိုလို့ရှိရင် like နဲ့ subscribe လုပ်ပြီးသွားလို့ရပါတယ်ခင်ဗျာ။အားလုံးပဲဘေးစုကဆူပေါ့မှာကြော်လွှားနိုင်ကြပါသေးတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။